ကျေးဇူးတော်ရှင်တိပိဋကရောစေတော်ကြီးအချိန်တန်ဖို့လူတကူတိပိဋကဓမ္မလက်ဆောင်ကိုစာအုံးမှအနာနှစ်ခုပြောက်အောင်ကူဆိုတဲ့ခေါင်းစဉ်ဖြင့်တရားသင်္ကာဓမ္မကဗျာများမျှဝေပူဇော်ပြီးမှဖြစ်ပါတယ်အနာနှစ်ခုပြောက်အောင်ကူတဲ့ရှောဤအနာစေယနာအနာနှမျိုးရှိ ယောဤအနာပြောက်လွယ်ပါစိတ်နာပြောက်ရန်ခက်ခဲ၏စေဤအနာတို့ဝါလာယုံနာဘုဆို၏စေဤအနာကင်းရှင်းလာယုံနာအကျိုးရှိစေဤအနာကင်းရှင်းလာယုံနာပြောက်ခြင်း၏စိတ်နာပြောက်ရန်အတိညာလမ်းမှန်ရှား၍ကြည် ဗုဒ္ဓမြတ်စွာသာသနာစိတ်အနာပြောင်းရန်ကုပေ၏စိတ်နာပြောင်းမှငြိယရာဒုက္ခအပူလွတ်နိုင်၏လူတွေမှာအနာနှမျိုးရှိတယ်တဲ့နံပါတ်၄ကယုတ်ခန္ဓာအနာခန္ဓာကိုရှိလို့မလို့အနာရှိလာတာပဲဖြာတိတရားသရတရားတွေရှိလာတယ်နံပါတ်၄ကစိတ်ဒဏ်ရာအနာပေါ့ညာ နော်အဲတော့ရုပ်ခန္ဓာမှာရုပ်ရှိလို့မျိုးရုပ်ခန္ဓာအနာရှင်ရတယ်ပြီးလို့ရှင်စိတ်ဓာတ်ရအနာဆိုရအနာနှမျိုးရှိတယ်အဲ့အနာနှမျိုးထဲမှာလဲရုပ်ရဲ့အနာပျောက်လွယ်ပါစိတ်နာပျောက်ရန်ခက်ခဲဤဆိုတဲ့အတိုင်းပဲရုပ်ခန္ဓာမှာရှိတဲ့အနာဆိုတာကအနာနယ်စေတဲ့အောင်ပေးဆိုတဲ့အတိုင်းသူ့အနာနဲ့ယောဂဖြစ်နေတဲ့ယောဂဝိညာဉ်နဲ့စေဝါနဲ့တည်သွားလို့ရှိရင်ဆရာဝန်ကောင်းတဲ့တည်သွားလို့ရှိရင်ဒီနာယောဂကပျောက်လွယ်သွားပါလေအဲဒါပေမဲ့ စိတ်ဝိညာဉ်စိတ်ဓာတ်ရမှာဖြစ်နေတဲ့အနာကတော့ပျောက်ရန်ခက်ခဲတယ်။လောကမှာဘလို့ဆေးဝါးတွေကောင်းတယ်ပဲပြောပြောဘလို့ဆရာဝန်တွေကောင်းတယ်ပဲပြောပြောမိမိရဲ့စိတ်ဓာတ်ရမှာအနာတွေကဖြစ်နေခဲ့လို့ရှိရင်ပျောက်ရန်ခက်ခဲတဲ့သဘောရှိတယ်တဲ့။စိတ်အနာ တိုးဝါလာယုံနာ တိုးဝါဤမိမိရဲ့စိတ်ဓာတ်ရအနာတွေပျောက်ကင်းဘူးဆိုလို့ရှိရင်ပျောက်ရခက်ခဲနေလို့ရှိရင်မိမိရဲ့ရုပ်ခန္ဓာမှာရှိတဲ့အနာကလည်း ိုဆိုးလာတယ်။ဥပမာဒေါသဖြစ်တဲ့ပုဂ္ဂိုလ်ဒေါသဖြစ်တဲ့ပုဂ္ဂိုလ်ဆိုတော့စိတ်မှာဒေါသအနာဖြစ်နေတာပဲ။အဲစိတ်မှာဒေါသအနာဖြစ်နေတော့အဲ့ဒေါသကြီးရင်ကြီးတည်ရမြူရရဲ့ရုပ်ခန္ဓာကိုကြီးရလဲဆိုးရွားတဲ့အနေအခြားလက္ခဏာပြလာပါတယ်။ဒီလိုသဘောတရားတွေပေါ့နော်။ဒါစိတ်အနာကင်းရှင်းလာရုပ်နာပြောက်ကင်းဤတဲ့။မြူရရဲ့စိတ်ဝိညာဉ်မှာဒါယအနာတရားတွေကုစားပေးနိုင်လာလို့ရှင်ရှေးအောင်နဲ့တွေ့လာလို့ရှင် မြင်ရုပ်ခန္ဓာမှာရှိတဲ့အနာဆိုတာလည်းတက်တာပြောပြင်းသွားတာပေါ့အဲစိတ်ထောင်းတော့ကိုကြီးစိတ်ပြူတော့ကိုနုဆိုသဘောတရားပေါ့စိတ်ထောင်းစိတ်ထောင်းတော့ကိုကြီးစိတ်ပြူတော့ကိုနုတဲ့မြင်ရစိတ်ဒဏ်ရာတွေစိတ်ဝိညာဉ်မှာဖြစ်တဲ့အနာတရားတွေနော်လောဘဒေါသစတဲ့ကိလေသာစိတ်အနာတွေဒါတွေတက်တာယောနေလာတယ်ပျောက်ကင်းသွားတယ်ဆိုလို့ရှိရင်မြင်ရုပ်ခန္ဓာကိုကလည်းအကြည်ထက်ဒီရလာပါမို့နော် ်စိတ်နာပြောင်ရန်အတိညာလမ်းမှန်ရှာပြီးကြည့်မိမိရဲ့စိတ်အနာစိတ်ဓာတ်ရာတွေပြောင်ရင်တော့ပြောင်မှာလို့ဆိုရင်မိမိရဲ့အတိညာတရားပေါ်မှာအဓိကအားဖြင့်မူတည်ပါတယ်မတ္တိသတိတရားအတိတရားအဲမက္ခင်၈ပါးဒီတရားတွေနဲ့ရှာကြည့်ရမယ်ကျင့်ကျင့်ကျင့်ကြံကြိုးပေါ်အားထုတ်ရမယ်ဘုရားမြတ်စွာသာသနာစိတ်နာပြောင်ရန်ကုပြီတကယ်တော့ဘုရားမြတ်စွာသာသနာမြတ်ဗုဒ္ဓလောကမှာပေါ်လာခြင်းဟာ လောကမှာရှိတဲ့လောကတရားဝါတွေရဲ့စိတ်ဓာန်ရာတွေကိုအဓိကအပြင်ကုပိယံဖြစ်ပါတယ်။နော်။ယုံနာယုခန္ဓာဆိုတာကတော့ခန္ဓာရှိတဲ့ပုဂ္ဂိုလ်တိုင်းမှာပြည်တုံရမှာခံစားကြရမှာပဲ။ဒါပေမဲ့စိတ်နာကြတော့ကုပိရတဲ့ပုဂ္ဂိုလ်မှန်မှန်မှန်ကန်ကန်လမ်းမှလမ်းညွန်ပြပြီးကုပိရတဲ့ပုဂ္ဂိုလ်ရှိမှနော်။အဲ့တော့မြတ်စွာဘုရားလောကမှာမြတ်စွာဘုရားပွင့်တော်မူလာခြင်းဟာ လောကမှာရှိတဲ့တတဝါတွေရဲ့စိတ်ဓာတ်ရာစိတ်အနာတရားတွေကိုအဓိကအားဖြင့်ကူစားပေးရန်ဖြစ်ပါလေ။နော်ဒါပဲပဲဘုရားမြတ်စွာသန္တနာစိတ်အနာပြောင်းရန်ကူပေး၏။တော့စိတ်နာပြောင်းမှငြိမ်းအေးရဒုက္ခအပူလွတ်နိုင်။ဘုရားမြတ်တို့ရဲ့စိတ်ဓာတ်ရာတွေဝေဒနာတွေတောက်ခဲမှပဲမိမိမှာငြိမ်းအေးမှုတွေအချမ်းမှုတွေရမယ်။လွှမ်းမှုတွေရမယ်။ဒုက္ခအပူတွေဆင်းရဲအပူတွေအလုံးကနေလွတ်မြောက်နိုင်ရမှာဖြစ်တယ်။ မိမိရဲ့စိတ်ထန်ရာတွေရနေကြလို့ရှင်စိတ်ထန်ရာမျိုးရှိကြလို့ရှင်ဒီဘက်ကမှစိတ်ငြိမ်အေးမှုရမှာမဟုတ်ဘူးမိမိလည်းငြိမ်အေးမှုရမှာမဟုတ်ဘူးလို့ဘဝင်းကျင်လည်းငြိမ်မှုရကြမှာမဟုတ်ပါဘူးဒါပဲဆရာတို့ကြီးကစိတ်နာပြောင်းမှငြိမ်အေးရဒုက္ခအဘူးလွတ်နိုင်တဲ့မိမိတို့ကိုယ်တိုင်ဒုက္ခအဘူးတွေလွတ်မြောက်ခြင်းတပါဆိုရင်ငြိမ်ချမ်းချမ်းအေးချမ်းချမ်းနဲ့နေခြင်းတပါဆိုရင်မိမိရဲ့စိတ်ထန်ရာတွေကိုပြောင်းအောင်ကူချဖို့စိတ်ထားရတဲ့အဖြစ်မခံကြဘူး လိုတယ်။အေးစိတ်ဓာန်ရာတွေအနာတွေကဖြစ်လာလို့ရှိရင်မြတ်စွာဘုရားရဲ့အဆုံးအမလမ်းညွှန်ချက်ဒီမဂ်ကြီး၈ပါးသီပ္ပံတရားတွေနဲ့ဒါတွေကိုပယ်ထုတ်ပြရမယ်။ခေါင်းပေါအောင်လုပ်ပြရမယ်။အာနေအောင်လုပ်ပြရမှာဖြစ်ပါလိမ့်။ဒါပဲဆရာတို့ကြီးကအနာနှစ်ခုပြောင်းဘူးဆိုတဲ့ဗျာနေငါလေးတွေရှိကုန်ပြီးအတိပေးမြောက်ဝေထားတာဖြစ်ပါတယ်နော်။ယောဤအနာစိတ်အနာအနာနှမျိုးရှိ ယောဤအနာပြောက်လွယ်ပါစိတ်နာပြောက်ရန်ခက်ခဲ၏စေဤအနာတို့ဝလာယုံနာဘို့ဆို၏စေဤအနာကင်းရှင်းလာယုံနာပြောက်ခြင်း၏စိတ်နာပြောက်ရန်အတိညာလမ်းမှန်ရှား၏ကြည်ဗုဒ္ဓမြတ်စွာသာသနာစိတ်အနာပြောက်ရန်ကုပေ၏စိတ်နာမြောက်မှငြိယာဒုက္ခအပူလွတ်နိုင်၏ကြည်တော်ရှင်တိပိဋကရောစရောဘုရားရဲ့ ချိန်တန်ဖို့လူတကူတပြီးဓမ္မလက်ဆောင်ကိုဆောင်းမှအနာနှခုပြောင်းကူဆိုတဲ့ကောင်းစဉ်ဖြင့်ဒီတရားလင်ကဓမ္မခရားများကိုကိုစီကိုငါကြားနာမှတ်သားကြ၍မိမိတို့ရဲ့ဖြစ်ပေါ်လာတဲ့ဖြစ်လက်စေဖြစ်တတ်အနာများကိုမှန်မှန်ကန်ကန်နည်းလမ်းတကျကိုစီကိုငါပြောင်းကင်းအောင်ကုစားနိုင်ကြပါစေ။